ဒီဇလန်းမှာစင်းတိုင်းခလိုင်ဟာအေဒင်ဆိုတဲ့ဇက်ကောင်ကိုလက်ရှိသူ့စရိုက်အတိုင်းသေဆောင်ထားတာဖြစ်ပါတယ်။အေဒင်ဟာလူသက်မှုနဲ့ဖန်ခံရတဲ့ဆွဆွဲခံနေရတဲ့နေရာကနေပါဝင်သေဆောင်ထားတာဖြစ်ပါတယ်။လူငယ်သေဆောင်တွေနဲ့တွဲဖက်ပြီးငြင်းငြင်းဆန်းဆန်းရိုက်ကူးထားတဲ့ဒီဇလန်းဟာမိုးနီလွင်ရဲ့ဇလန်းပဲဖြစ်ပါတယ်။ဒီဇလန်းလေးမှာအဓိကဇက်ကောင်နေရာကပါဝင်ခဲ့တဲ့စင်းတိုင်းခလိုင်က သူဘလို့စိတ်ကူးနဲ့ရိုက်ကူးခဲ့သလဲဆိုတာပြောပြပေးမှာပါ။ ဒီစကားကိုစားရိုက်ဖို့အတွက်ကျွန်တော်ရဲ့ဒရိုက်တာဦးမီးဘွားရဲ့ဒီထုတ်လုပ်သူခေစနာမြင့်ရဲ့၃ယောက်တိုင်ပင်ပြီးတော့ ဒီလိုမျိုးပြုတ်ဝက်သေးဖို့လည်းပါမယ်ပြီးတော့ဒီလူငယ်အကားဖွဲ့တွေလည်းပါမယ်ပြီးတော့ဒီလူငယ်တယောက်ဆောင်နေနဲ့လည်းကြွဲဖက်ပြီးတော့မြန်မြန်ဆန်ဆန်ရိုက်ကူးလို့ရမယ်ဇက်လန်မျိုးလိုချင်ပါတယ်ဆိုပြီးတော့ဆရာမူနီလွယ်ကိုဇက်လန်တစ်ပုဒ်တောင်းခဲ့ပါတယ်အဲ့တော့သူဇက်လန်ပေးတဲ့အချိန်မှာကျွန်တော်တို့အားလုံးတိုင်တိုင်ပင်ပင်နဲ့ဒီဟာကိုရိုက်ကူးပေးခဲ့ပါတယ်ဝေးတယ် တူအဲ့ဒါကြောက်ကြောက်ကျွန်တော်လည်းလိုက်ရတယ်ဒီရုပ်ရှင်စကားမှာဒန်ဆာတယောက်အနေနဲ့ပါဝင်သုံးဆောင်ထားသူကတော့မီဂရစ်ပါ experiencing with you it was like very challenging for that and then like casting crew out and talented for that like support me out yeah or like it was the same way and i i think the same way and me a character got all dancer commandy and yeah ်တယ်မေကလာပါတက်ကဘောပြောင်းလိုက်အဲ့ဒါအစ်အလာပါဘွေးပလိုက်တော့ရှင်းတာလေရဒီမှာဖိတ်တာအတွက်ငါကအစ်တစားပါအမအမပေါ့နော်ဒီကားမှာဟိုမှာရှေ့နေမှာပေါ့နော်စောင်းမင်းစီရဲ့ပြောဆောင်တာပေါ့ကိုဆိုင်ဘက်ကနေရှေ့နေလိုက်ပြရတာပေါ့နော်ဒီဟာအမှုခင်းကားဆိုတော့ရှေ့နေသူ့ဘက်ကလိုက်ပြရတဲ့ရှေ့နေဟုတ်ဒီစကားကိုဒိုင်တန်ဘီဝရိုက်ကူးထားတာဖြစ်ပြီးဆန်းဆန်းခန့်လိုက်တဲ့အတူမီဂရိတ်မြားနှင်းကြီးလွင်ပိုင်ဖြိုးသူဝင့်ရမုံလိုင်းမာရီကိုတိုးကပါဝင်တွေ့ဆောင်ထားပါတယ်